ားလုံးပဲမင်္ဂလာပါ GKI ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်မျှဝေပေးသွားခြင်းတဲ့အကြောင်းလေးကတော့မိတ်ဆွေတို့ရဲ့ MacBook screen မှာပေါ့နော်အခုအောက်မှာမြင်နေရတဲ့ menu bar မှာပေါ့နော်ပေါ်နေတဲ့ dots လေးတွေကကျွန်တော်တို့လိုချင်တဲ့အချိန်မှာပဲပေါ်နေပြီးတော့ကျွန်တော်တို့မလိုချင်တဲ့အချိန်မှာ auto hide ထားမယ်နီလန်းလေးပဲဖြစ်ပါတယ်ဒီ dots လေးတွေက ဒီ permanent ဒီလိုရှိနေမယ်ဆိုရင်ပေါ့နော်ဘယ်အချိန်မှအနှောက်အယှက်ဖြစ်တတ်လဲဆိုရင်ကျွန်တော်တို့ရုပ်ရှင်နဲ့ကြီးတဲ့အခါမှာနောက် screen တစ်ခုလုံး full view ကြီးတဲ့အခါမှာသူတို့ရှိနေခြင်းဖြစ်တခါလေးအနှောက်အယှက်ဖြစ်တယ်ပေါ့နော်အခုကျွန်တော်ပြောမယ့်နီလန်လေးအတိုင်းလှုပ်ထားခြင်းအပြင်မိတ်ဆွေတို့ screen full view ကြီးတဲ့အခါတွေမှာ dots တွေကနေနှောက်အယှက်ပေးခြင်းမှကာကွယ်တယ်ပေါ့နော်ဒီနီလန်လေးကိုလှုပ်ရှင်နေဆိုရင်တော့ကျွန်တော်တို့ထုံးစံတိုင်းမပုတ်က setting နဲ့ဝင်လိုက်ပါမယ်ဝင်လိုက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီဘယ်ဘက်ပေါ့နော်ဘယ်ဘက်မှာရှိတဲ့ တဲက desktop and dock ဆိုတဲ့ဟာလေးတွေဝင်လိုက်မယ်ဝင်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာပေါ့နော် automatically hide and show the dock ဆိုတဲ့အပိုင်းလေးမှာကျွန်တော်ဒီမှာ off ထားတယ်ပေါ့နော်ဒါလေးကိုကျွန်တော် on လိုက်မယ်ဆိုရင်ကျွန်တော်တို့ခုနက dots လေးတွေကကျွန်တော်တို့ဒီကျွန်တော်တို့ desktop ရဲ့ menu bar မှာ မရှိတော့ဘူးပေါ့နော်ကျွန်တော်ဒီကောင်လေးတွေကို ေါ်ကျင်နေဆိုရင်အောက်ကိုကျွန်တော်ကာစာလေးရှာလိုက်ရင်သူကအော်တိုပေါ်လာမယ်ကျွန်တော်အပေါ်ပြန်တင်လိုက်ရင်ကျွန်တော်တို့ဒေါ်ဆေးတွေကအော်တိုပြောက်သွားမှာဖြစ်ပါတယ်ဒီနီလန်းလေးလောက်ထားခြင်းအပြင်ခုနကပြောတဲ့မိတ်ဆွေတို့ဖူးဖြူးကြည့်တဲ့အခါမှာဒေါ်ဆေးကနောက်ဆက်ပေးခြင်းမှကာကွယ်ပါလိမ့်မယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်